ဒါကြောင့်ကိုဘင်းနာမှာရှိတဲ့သူကိုဘယ်တော့မှ under estimate မလုပ်နဲ့ရှော့မတွက်နဲ့အာမင်ခလေးသူငယ်တယောက်ပဲဖြစ်နေပါစေဆင်းရဲတဲ့သူတယောက်ပဲဖြစ်နေပါစေသွားပြီးတော့ကိုကရှော့တွက်လိုက်တယ်ဆိုရင်ထိုသူနဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာသင်မခံစားရတော့အာမင်ဆိုတော့ဒါကတော့ယုံကြည်သူအแทမှာဘုရားခင်ထပ်ပြီးတော့ဖြစ်စေခြင်းနဲ့ရာနော်ဘာဖြစ်လို့ကျွန်မလို့ပြောလဲဆိုတော့ခုနကကျွန်မပြောခဲ့တဲ့အတိုင်းပဲထိုသူစီမှာရှိတဲ့ကောင်းကြီးမင်္ဂလာတဲ့ရဲ့အတ္တတားတွေကိုရောက်လာဖို့ရတဲ့သူ့ကိုကြိုးစို့တက်ရတယ် မကြိုဆိုရင်အဲ့လူထဲမှာရှိတဲ့ကောင်းကြီးမင်းကကိုယ့်ရဲ့အတ္တထဲမှာဘယ်တော့မှမရောက်လားဆီယမဆူဇန်နာမင်းကိုဆူဇန်နာမင်းကိုကြိုဆိုလိုက်တယ်ဆိုရင်ခင်မင်သွားတယ်ဆိုရင်ဆီယမဆူဇန်နာမင်းချက်တဲ့ဟင်းတော့စားရမှာပေါ့ right ဆီယာဒေးဗစ်ကရှေ့ဆုံးကနေသူခဏခဏစားရလို့လေအဲ့ပြောချင်တဲ့အရာကလူတယောက်ပေါ်မှာထားရတဲ့ကောင်းကြီးမင်္ဂလာတင့်ရဲ့တတတာထဲမှာစီးဝင်လာခြင်းလားကျိုးစိုးဧကန်ကြီး 没得还要赔钱，头度那三年工资没了要过要来嘞，头那三年没拿到大亚要过要来嘞，头那三年追花钱要过要来嘞，头那三年工伤钱要过要来嘞，大家们今晚如果今天听了讲没得还要赔我，没别怪呀，老大应该罗，大家好乃妈妈好。 လူတိုင်းကတော့အပေါ်မှာတက်လာပြီးတော့ praise and worship ဥဆောင်တက်ချင်မှဥဆောင်တက်လိမ့်မယ်လူတော်ကလူတိုင်းကအနောက်မှာနေပြီးတော့တခါတည်းနော် media ကမ်းမမှာအလုံးကို lighting တို့အခုကျမတို့ IT နဲ့ပတ်သက်တဲ့အရာတွေလှုပ်ချင်မှလှုပ်တက်လိမ့်မယ်တို့တော့လူတိုင်းလှုပ်နိုင်တဲ့အရာတစ်ခုရှိတယ်အချင်းချင်းမိသားစုဖွဲ့ခြင်းအခန့်ကြိုးဆိုခြင်းအဲ့တော့အနောက်မှာရှိနေတဲ့ကျမတို့အာရှာဖွဲ့ကလူတွေကလေသူတို့ကဟိုတခြားအရာတွေလည်းတက်ပါတယ်ဒါပေမဲ့ တို့ဘာဖြစ်လို့လူတိုင်းကိုဧကန်ကြိုဆိုလဲဆိုတော့ဒီမှာရှိတဲ့သူတယောက်ချင်းဆိုင်ရဲ့အတ္တဓာတ်ထဲမှာတယောက်နဲ့တယောက်ချစ်ချင်းမြတ်တာထဲမှာခိုင်ခန့်ခြင်းရှိဖို့ရန်အတွက်အာမင်တောင်းတဲ့တကယ်ကိုတိဆောက်ပေးလို့ရဖို့ရန်အတွက်မိသားစုတစ်ဖွဲ့ဒီအခမ်းအကြီးကိုဝင်လိုက်တာနဲ့ကိုယ့်အိမ်ကိုဝင်သွားတဲ့အရသာကြီးဖြစ်စေဖို့ရန်အတွက်ကြိုဆိုပေးတာပါအကယ်၍သူတို့တောင်မကြိုဆိုဘူးဆိုလို့ရှိရင်ဒီ the city အသင်းတော်နဲ့ဆိုင်တဲ့မိသားစုဝင်ဖြစ်ချင်းဆိုတဲ့အရသာကိုသင်ခံစားမှာမဟုတ်ဘူးမှန်ပါသလားမှန်တယ် ကျွန်မတို့ခုပြောပြမယ်အဲကျွန်တော်တို့အရင်တုန်းက the CD line မှာလုတ်ခဲ့ကျော်လူတွေကအရင်များတော့ကြက်တိတ်နေတဲ့အခါမှာတခါတလေနှုတ်ဆက်ဖွင့်ရတဲ့ဟိုမိသွားတဲ့သူတွေလည်းရှိကောင်းရှိမှာပေါ့အဲ့ထဲမှာရှိတဲ့လူတစ်ယောက်ကဘာပြောလဲဆိုကျွန်တော်ကသာတဲ့အရင်လွန်ခဲ့တဲ့နော်နှစ်နှစ်လောက်ကကျွန်မတို့ရဲ့နှုတ်ဆက်ခြင်းသာခံစားလိုက်ရရင်အခုဆိုရင်အတူတူအမှုတော်ဆောင်တဲ့သူတစ်ယောက်ဖြစ်နေပြီတဲ့ အဲ့ဒီအချိန်တုန်းကကျွန်တော်ဝင်လာဝင်လာတဲ့အခါမှာတဲ့ကျွန်တော်ကိုပြုံးပြမဲ့သူဆိုတာမရှိဘူးကျွန်တော်ကိုနှုတ်ဆက်မဲ့သူဆိုတာမရှိဘူးကျွန်တော်ကိုဂယုဆိုင်မဲ့သူဆိုတာမရှိဘူးတဲ့အရေးကြီးတယ်နော်လူတယောက်ရဲ့အတ္တအแทးမှာဖခင်ရဲ့အမှုတော်ကိုစောင့်ခြင်းလောက်တည်အတိဝိညာဉ်ရေးရနိုးထသွားစီတဲ့အရာအแทးမှာလဲဘာပါနေလဲယုံကြည်သူချင်းချင်းကြိုးဆိုခြင်းဧကန်ခြင်းအแทးမှာပါနေတယ်ဒါကြောင့်ဟေဘရဲခန်းကြီး73ခန်းငယ်1ကနေနှစ်အแทးမှာဘာပြောထားလဲဆိုရင်အချင်းချင်းနဲ့မိသားယောက်ဖွဲ့ကြပါဗျာ အဲ့လိုမိတ်တဟာရဖွင့်နေရင်တခါတလေအဲ့ခံကြိုးစုံနေရင်တဲ့ကောင်းကင်တမန်နေတော်မှာကြိုးစုံမိသွားတဲ့အချိန်တွေရှိနေမယ်လားဟာလေလုယာမြေအောင်ကြည့်ပါ ကိုဘေးနာမှာလာရောက်ထိုင်နေတဲ့သူကကောင်းကင်တမန်တစ်ပါးဖြစ်နေမယ်ဆိုဘယ်လိုလုပ်မလဲအာမင်အမှုမဲ့မဲ့မဲ့အသက်မရှင်ကြပါနဲ့ဒီနေ့ကိုပင်နာမှာဘုရားခင်ပို့လိုက်တဲ့သူကတည့်ရဲ့အတ္တတားထဲမှာတစ်ချိန်တစ်ခါမှမခံစားခဲ့ဘူးတဲ့ကောင်းကြီးမင်္ဂလာကိုစီးစင်းစေမဲ့သူတယောက်နဲ့ဖြစ်နိုင်တယ်နော် ဟာလေလုယာဒါကြောင့်ကိုဘင်းသားမှာရှိတဲ့သူကိုဘယ်တော့မှ under estimate မလုပ်နဲ့ရှော့မတွက်နဲ့အာမင်ခလေးသူငယ်တယောက်ပဲဖြစ်နေပါစေဆင်းရဲတဲ့သူတယောက်ပဲဖြစ်နေပါစေတွားပြီးတော့ကိုကရှော့တွက်လိုက်တယ်ဆိုရင်ထိုသူနဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာသင်မခံစားတော့အာမင်ဆိုတော့ဒါကတော့ယုံကြည်သူထဲမှာဘုရားခင်ထပ်ပြီးတော့ဖြစ်စေခြင်းနဲ့ရကျွန်တော်တို့ဟာတန်ရှင်းသောလူမျိုးဖြစ်ပါတယ်မှန်ပါတယ်ဘုရားခင်ရွေးကောက်တဲ့သူတွေဖြစ်ပါတယ်သို့တော့အဲ့ဒီတန်ရှင်းသောလူမျိုးအများကြီးတဲ့မှာမှာဘုရားခင်သီးသန့် တခြားနားထောင်ပါတီးတဲ့ဗိတ်သိမ့်နဲ့နော်တကယ်ကိုသူ့ကိုတကိုးနမိတ်လက္ခဏာနဲ့အတုံးပြုံပံတွေရွေးချယ်ထားတဲ့သူကလည်းရှိပြန်တယ်